ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းချက်လေးချက်တိခတ်နံပါတ်1အစာတိခတ်နံပါတ်2စကားတိခတ်နံပါတ်3ပုဂ္ဂိုလ်တိခတ်နံပါတ်4နေရာတိခတ်ဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြေဘယ်နေရာမှာပဲဆစ်အစဉ်ပြေဘယ်အချိန်မှာဖြစ်ဖြစ်အစဉ်ပြေအစာတိခတ်ရမယ် စကားသီးခံရမယ်နေရာသီးခံရမယ်ပုဂ္ဂိုလ်သီးခံရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသီးမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားတောင်ဆိုတဲ့သဘောကလည်းပဲကိုရတာဩစားကျင်တဲ့စိတ်ရှိလို့သာလင် စားလိုက်ရတယ်ဘလောက်ပဲကောင်းတဲ့အစာတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစာတောက်ပဲဖြစ်ပြိတဲ့ဘိုက်ပြည့်ဘာရတာမှမရှိဘူး စာနေတုံးအရသာရှိတာတော့ဘလိုပဲဖြစ်ဖြစ်ဘိုက်ပြင်းပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့သာလေစားနိုင်အောင် ကြိုးစားအစားအသောက်ကိုတိခဏနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေတယ်တိခဏအစားအသောက်လည်းတိခဏဒုတိယတိခဏဘုရားအစားပြီးတော့စကားကလည်းတိခဏရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်း ခြေထဲမှာအစဉ်ပြေခြင်းဘသူနဲ့ပဲအစစ်ဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသီးခံစကားလုံးတွေသီးခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံလာတာအောက်ခက်ချမ်းချမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားခြင်းတဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်နောက်တစ်ချက်မစကားလုံးတွေကိုသီးခံနိုင်ရင်ချမ်းသာတယ်အစာကြီးခံပါ စကားသီးခံပါတတရားကနေရာသီးခံပါနေရာလည်းတော်ကြောက်เสียကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းတတ္တဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူဂျုံရံဂျုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်တော်ကိုပူတော့ပူဆိုးတာကယာတုနေရာတွေမရလို့ဆို နေရာတွေမှာတိုက်ခိုက်နေကြတာဟုတ်ဆို။ຢາດူလေးတို့အောင် နေရာလေးရအောင် ဖားလိုက်ရတာတက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းက။ဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲ။သတ္တဝါတွေကနေရာပေါ်မှာဖြစ်တဲ့နေရာပေါ်မှာตายရတဲ့ judgment အာဝါဒ mystery ရတာသိကြောက်เสียအောင်။နေရာဖယ်ပေးရတာလည်းသတ္တိပဲ။ တတိရှိမှနေရာဖယ်ပေးရတာတတိမရှိရင်နေရာကိုတွေ့